ရောက်ခါနယူးယောက်မြို့တော်ဝန်ဇိုဂရမန်ဒါနီကိုနိုဝင်ဘာလ27ရက်တောက်ကြနေ့မှာဝါရှင်တန်သမ္မတအင်ဗျူတော်မှာလက်ခံတွေ့ဆုံမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ19ရက်နေ့မှာပြောကြားလိုက်ပါတယ်။ Community မြို့တော်ဝန်ဇိုဂရမန်ဒါနီကသူနဲ့တွေ့ဆုံဖို့တောင်းဆိုတာကြောင့်အင်ဗျူတော်က Over Office မှာနိုဝင်ဘာ27ရက်တောက်ကြနေ့မှာတွေ့ကြဖို့သဘောတူခဲ့တဲ့အကြောင်းသမ္မတထရမ့်က True Social လူမှုကွန်ရက်ကနေကြေညာခဲ့တာပါ။သူတို့တွေ့ဆုံမှုဟာမကြာခင်နိုင်ပိုင်းအတွင်းမှာဖြစ်တော်မယ်လို့ယူဆရပါတယ်။ ဒါဟာမမ်ဒန်နီမြို့တော်ဝန်အဖြစ်ရွေးကောက်ခံရပြီးတဲ့နောက်ပိုင်းပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံကြမှာလည်းဖြစ်ပါတယ်။မမ်ဒန်နီရဲ့ပြောခွင့်အရဒိုရာပက်ကက်ကလည်းသမရထွန်းနဲ့မမ်ဒန်နီတို့တွေ့ကြမဲ့ကိစ္စကိုအတူပြုပြောဆိုပြီးတဟာရွက်ကောက်ခံထားတဲ့နယူးယောက်မြို့တော်ဝန်နဲ့သမရတို့တွေ့ကြတဲ့အစဉ်အလာအတိုင်းမမ်ဒန်နီဟာလည်းသမရထွန်းနဲ့ဝါရှင်တန်ဒီစီမှာ တွေ့ပြီးအများပြည်သူဘက်ကင်းလုံခြုံရေးစောင်းနေရေးဖူလုံမှုဆန်ရာကိစ္စရပ်တွေကိုဆွေးနွေးကြမှာဖြစ်ကြောင်းပြောပါတယ်။သူတို့ဘက်ကသမရထွန်းနဲ့တွေ့ဖို့တောင်းဆိုခဲ့တဲ့အကြောင်းမမ်ဒါနီကလည်းအစောပိုင်းကအတည်ပြုပြောဆိုထားပြီးဖြစ်ပါတယ်။နယူးယောက်မြို့မှာနေကြတဲ့လူ၈တန်းခွဲအတွက်အကျိုးရှိစေမယ်ဆိုရင်ဘယ်သူနဲ့မဆိုသူတွေ့မှာဖြစ်ကြောင်းလဲမမ်ဒါနီကပြောပါတယ်။ဒါဟာမမ်ဒါနီဒီမိုကရက်တစ်ပါတီရဲ့မြို့တော်ဝန်လောင်းအဖြစ်အရွေးခံရတဲ့ဇွန်လကစလို့နယူးယောက်သားနှစ်ယောက်ကြားလူသိရှင်ကြားပြင်းပြင်းထန်ထန်အပြန်အလှန်ဝေဖန်ပြောဆိုခဲ့ကြတာတွေ မမ်ဒန်နီမြို့တော်ဝန်ဖြစ်ရွေးကောက်ခံရတဲ့နိုဝင်ဘာလနောက်ပိုင်းမှာပြည်ဖုံးကချလိုက်ကြပြီလားလို့ယူဆကြရရှိပါတယ်။သူတို့နှစ်ဦးတကယ်တွေ့ကြတဲ့အခါဘလို့ရလာမျိုးထွက်လာမလဲဆိုတာကတော့စောင့်ကြည့်ကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ